ဆန္ဒမထိန်နိုင်ပဲယထာဘမှာငပီဦးနိုင်မီရင်ကဘာကြော်တော့တဲ့မြန်မာစုံတွေတို့တွေဗိတ္တမြအလုံးပဲမင်္ဂလာပါရှင်ငပီဆိုတာကမြန်မာလူမျိုးတိုင်းကြကြတဲ့အရာပါဒါပေမဲ့ငပီကတော့အကိုအိမ်ကိုရာကိုခမ်းမှစာတင်ပါတယ်ယထာဘမှာမစာတင်ပါဘူးအခုတော့လတတော်ဆိုရှယ်မီဒီယာပေါ်မှာအရန်ကိုဟိုလီတကြော်ကြော်ဖြစ်နေပြီးဒီကဘာလုံးကစိတ်ဝင်စားပြောနေကြတဲ့အကြောင်းအရာတစ်ခုကတော့အများပြည်သူတုံယထာဘမှာငပီဦးနိုင်ခဲ့ကြတဲ့ကိစ္စပါဒီကိစ္စကတော့ စင်ကာပူနိုင်ငံမှာဖြစ်ခဲ့တာပါငပီယိုနိုင်ကြတဲ့ဇုံတွဲဟာမြန်မာတွေဖြစ်နေတာကြောင့်အလုံးအတွေ့တော့မျက်နာပူစရာရှစ်စရာကောင်းတဲ့ကိစ္စတခုဖြစ်လာခဲ့ရပါတယ်အခုဆိုရင်စင်ကာပူရဲ့အမအတီယထားပေါ်ကငပီယိုနိုင်ကြတဲ့ဇုံတွဲကတော့ကဘာကျော်သွားပါပြီမဖြစ်လို့ကဘာကျော်သွားတာလဲဆိုတော့ဒီလိုနှစ်ယောက်ဟာလူတွေရှုံးရခက်နေတဲ့အများပြည်သူတို့ရထားပေါ်မှာငပီယိုနိုင်ခဲ့ကြလို့ပါပဲပို့ပြီးတော့ဝမ်းနဲ့ချစ်ယွန်းစရာကောင်းတာကဒီလိုလောက်ရကိုကျူးလွန်ခဲ့တဲ့ဇုံတွဲဟာ စင်ကာပူရောက်မြန်မာနိုင်ငံသားတွေဖြစ်နေတဲ့ဆိုတာကိုတီလိုက်ရတဲ့အချိန်မှာစင်ကာပူမှာရိုရိုတတာအလုလုကိုင်းနေကြတဲ့မြန်မာတွေအားလုံးမျက်နာပဲနားထားရမှမသိအောင်ဖြစ်ခဲ့ရပါတယ်တကယ်တော့ငပီအိုးနှိုက်တဲ့ဆိုတဲ့ကိစ္စကကိုအိမ်ကိုမိဖို့ရှောင်းထဲမှာလွတ်လွတ်လပ်လပ်စိတ်ချလက်ချလုပ်ရမယ့်ကိစ္စမျိုးပါအခုတော့အများပြည်သူရဲ့မျက်စိချိန်မှာကလေးလူကြီးမရွေးစီးနင်းလိုက်ပါနေတဲ့ယထားပေါ်မှာမြို့သားဖြစ်သူကအကျော်ဝဲအိမ်နဲ့ကွဲပြီးတော့ စိတ်ရှိလက်ရှိငပြိုးနိုင်နေကြတာကတော့တော်တော်လေးကိုအမြင်မတော်တဲ့မြင်ကွင်းဖြစ်ခဲ့ပါတယ်ဒီမြင်ကွင်းကိုစင်ကာပူနိုင်ငံသူအမျိုးသမီးတစ်ယောက်ကသူ့ရဲ့လက်ကင်ဖုံးနဲ့ဗီဒီယိုရိုက်ကူးခဲ့ပြီးတတော်ဘော်ကိုတင်လိုက်တဲ့အချိန်မှာတော့တော်တော်လေးလူပြောများသွားခဲ့တာပါအဲ့ဒီဗီဒီယိုဟာ social media platform အသီးသီးကိုပြန့်နှံ့သွားပြီးနိုင်ငံတကာသတင်းတွေမှာပါဖော်ပြခံရတဲ့အထိဖြစ်ခဲ့ပါတယ်ဒီဗီဒီယိုကိုမြင်တွေ့လိုက်ရတဲ့မြန်မာလူမျိုးတွေအတွက်တော့ကိုလူမျိုးတွေတိုင်းတစ်ပါးမှာ ဒီလိုအပြုတ်မှုမျိုးလုပ်တယ်ဆိုတာကတကယ်ကိုရှစ်စရာကောင်းတဲ့အခြေအနေပါပဲဒီကိစ္စကိုကြည့်ပြီးတော့တိုင်းတပါးရောက်မြန်မာတရှုတ်ရဲ့အစည်းအဝေးပိုင်းဆိုင်ရာအားနည်းချက်တွေကိုလည်းပြန်သုံးသပ်သင့်ပြီလို့ထင်ပါတယ်စင်ကာပူလိုနိုင်ငံမှာရုံးပေးရေးတွေဆိုရင် အများပြည်သူအပန်းဖြစ်တဲ့ပန်းခြံတွေနေရာတွေမှာမြန်မာလူမျိုးတရှုတ်စုပြီးတရှင်းတွေအကျဲကြီးဖွင့်တာပြမှုတောက်စားပြီးအော်ဟဲဆူညံတာအမိုက်တွေကိုစီးမဲ့ကမ်းမဲ့ပြစ်တာမျိုးတွေရှိနေတုံးပါပဲ ဒါပြင်မြန်မာမိန်းကလေးတချို့ရဲ့အနေထိုင်ဆင်ကျင်မှုတွေကလည်းကိုနိုင်ကကိုလူမျိုးရဲ့ဂုံတိတ်ခါကိုထိခိုက်စေပါတယ်။မြန်မာတို့တွေတိုင်းတစ်ပါးမှရောက်နေတဲ့အခါကိုတယောက်တည်းရဲ့အပြုမှုမဟုတ်ပဲမြန်မာလူမျိုးဆိုတဲ့အကုန်ပုဒ်ကိုကိုစားပြုနေတဲ့ဆိုတာကိုအမြဲတမ်းသတိချတင်ပါတယ်။ကိုရဲ့အပြုမှုပြောဆိုတစ်ခုကကိုလူမျိုးတစ်ခုလုံး ဘုံတိတ်ခါကိုကြဆင်းစေနိုင်ပါတယ်။အခုယထားပေါ်မှာငပီယိုးနှိုက်တဲ့ကိစ္စရကျော်ရွာကျော်တင်မကတော့ပဲကဘာကျော်အရှိကွဲမှုတစ်ခုဖြစ်သွားခဲ့ပါပြီ။နောက်ဆုံးအနေနဲ့ပြိတ္တကြီးကိုနေကွန်တစ်ခုမေးချင်ပါတယ်။ဒီလိုမျိုးအများပြည်သူရှိမှငပီယိုးနှိုက်တာကိုလက်ခံခဲ့တဲ့အမျိုးသမီးရဲ့လောက်ရအပေါ်မှာရောပြိတ္တတို့ကဘယ်လိုမျိုးမြင်ကြပါတလဲ။ comment မှာဗီဒီယိုအမြင်ကိုလည်းပြောသွားကြပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ thank you